ရန်ကုန်မြို့မြောက်ကလာပမြို့နယ်တဲကအဓိကအဝေးပြေးကာဝန်ဖြစ်တဲ့အောင်မင်္ဂလာမှာအိမ်စည်းနဲ့အငှားရင်တွေကိုလူတစုကဖမ်းဆီးငွေတောင်းနေတာကိုစစ်ကော်မရှင်လောက်ခံတွေမသိရအောင်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။အဲ့ဒီကာဝန်ထဲမှာအိမ်စည်းနဲ့အငှားရင်တွေအနေနဲ့မိသားစုမိတ်ဆွေနဲ့ခီးသည်တွေကိုခိတအတင်ချရန်နာယုံနေတဲ့ဖမ်းဆီးငွေတောင်းနေတာကြောင့်အခက်ကြုံနေရတယ်လို့ရင်မောင်းတဲ့ခီးသွားတွေစီကသိရပါတယ်။ အဲ့ဒီဖြစ်ရဖြစ်ပေါ်နေတာကာလကြာပြီးဖြစ်ပေမဲ့အခုရပိုင်းတည်းမှာပုံမှုဆိုးရွားလာတာကြောင့်သတင်းတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာတာဖြစ်တယ်လို့ကိုယ်တိုင်ဂျုံတွေ့ရတဲ့ရင်မောင်းတွေစီကသိရပါဗျ။စစ်ကောင်ရှင်ကလှုပ်ပေးထားတဲ့အဲ့ဒီလူတစုကပတ်စံမပေးပါကကားကိုသိမ်းမယ်လို့ချင်းချောက်ပြောဆိုမှုတွေရှိနေတယ်လို့ကျက်၄000ကနေ9000လောက်အထိတောင်းနေကြတယ်လို့အငားရင်မောင်းတွေကပြောပါဗျ။ကားဆိုရင်တကယ်လို့ခရီးတဲ့ဟိုတကယ်လို့ငါတို့ကအောင်မင်္ဂလာရဲ့ဒီဝင်ပြီးတော့အတင်ချလို့လို့မရဘူးလို့ခရီးတဲ့ဟိုတို့ဒီအောင်မင်္ဂလာဂိတ်ဝါဒီတို့ပို့ပြီးမှလား balubadi da ga haru ka da mari to ga sin ma pi bu le ta si da mari a du ga ta ya wen pe ngo saung na le ta ya wen o za lai sin ni le ka pi ta u ba lu au ming la de ga haru pe mu wen na le da mi mi ya ma mi ko ta pi la le na ru wa ja ga a lu mi pe mu lo shin ki de lu tru au ming la ge wa di tru cha pi lai bu bi ma la nga a lu ya ga haru ကတမရီရောတကယ်လို့ခီးတဲ့ပုံမှာဆိုရင်အောင်မင်္ဂလာဂိဝါဒီပဲချပေးရမှာလားကျန်တဲ့ဟာကိုခီးတဲ့သူ့ထုတ်သူတွေပြီးတော့သူကကိတ်သွားလားအဲ့လိုအဲ့လိုပုံစံမျိုးလုပ်ဖြစ်ချင်တာပါဘို့နော် အဲ့တော့ဖြစ်တော့ဘလော့လော့ကြာပြီလဲဆိုအခုရပိုင်းမှတော့အတန်းစစ်စစ်ထွက်လာတာဖြစ်လာတာတော့အထက်ထဲမှာအတွင်းကြိတ်ဖြစ်နေတာတော်တော်ကြာပြီကျေကတချို့ကြတော့လေပြောတာက9သိန်းတောင်းတယ်လို့ပြောတယ်ဒါပေမဲ့9သိန်းနဲ့ပြတ်တယ်ဆိုတဲ့လူတွေလည်းရှိတယ်တချို့ကြတော့လေ9တောင်းတောင်းတယ်2တောင်း3တောင်းနဲ့လည်းပြတ်တယ်ဆိုတဲ့လူတွေရှိတယ်ဒါတော့ဟိုတောင်းတဲ့လူပေါ်မှာမူတည်တာပေါ့ဟာဒီလား ဖမ်းဆီးတဲ့သူတွေထဲမှာအရဲဝတ်တွေအပြင်စီပင်ရဲတွေလည်းပါဝင်ပြီးစီကတ်နဲ့အညီလှုပ်ဆောင်နေတာမဟုတ်ဘဲစီကတ်မဲ့အပြုမူလှုပ်ဆောင်နေတာဖြစ်တယ်လို့လည်းကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ခီးသွားတချို့ကလည်းဆိုပါတယ်အောင်မင်္ဂလာအဝေးပြေးဝင်ဟာစစ်တပ်လောက်ခံ YRTC ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီးအခုလိုဝင်းထဲကိုလာတဲ့ကားတွေကိုဖမ်းဆီးငွေတောင်းတာနဲ့ပတ်သက်လို့ YRTC ရဲ့တာဝန်ရှိသူတဦးကို MPA ကဆက်သွယ်မေးမြန်းရမှာအခုကိစ္စကိုသိချင်ရင်ရင်ထင်းကိုသာဆက်သွယ်မေးမြန်းဖို့ပြောဆိုပါတယ် ဒီလိုအမင်္ဂလာအဝေးပြေးဝင်တဲ့အိမ်စီးတဲ့အငှားရင်နေမဝင်ရဆိုတဲ့ကြေညာထားချက်မျိုးမရှိပဲအခုလိုတရားမဲ့လှုပ်ဆောင်နေတာဖြစ်တဲ့အတွက်အေးအေးယူပေးဖို့ရင်မောင်းတဲ့ခီးတွေတွေကတောင်းဆိုနေကြပါတယ်။ဒီလိုရဲ့ကြောင်းအောင်ခီးတွေနဲ့ရင်မောင်းအတော်များများကတော့အောင်မင်္ဂလာအဝေးပြေးကိုသွားဖို့ကြောက်ရွံ့နေကြတယ်လို့သိရပါဗျ။အခုကဘလို့ဖြစ်နေရလဲဆိုတော့အောင်မင်္ဂလာဆိုတာနဲ့တော့မှကြောက်နေ။ဘာလို့လဲဆိုတော့အိတ်ဝင်းထဲမှာတာဝန်ရှိသူတွေဒီကိစ္စကိုတော့နည်းနည်းပါးပါးစီစဉ်တက်တယ်လို့ထင်တယ်။ပြီးသွားဖို့ဒီကားကိတ်တွေကိုဝင်လာပြီဆိုတော့ ီ gate ပုံမှန်ဆိုရင်ဒီ gate တွေတဲ့ကိုတခါလေးပဲဝင်ပြီးတော့ပစ္စည်းတင်ချလေးဒါလေးကိုတော့မှလုံဆောင်ွက်မပြည့်ဘူးဒီဟိုခဏလေးတောင်တောင်းမှလို့မရပဲလိုက်ဖမ်းနေရဆိုတော့ဓာတ်ရည်နည်းနည်းတော့ပြဿနာတော့ရှိရပါတော့နော်နေရတိတိကျကျတတ်မှတ်ထားတာမျိုးလည်းမရှိဘူး။နောက်ပိုင်းကျရင်ဘယ်ကနေဘလို့လာမယ်ဆိုတော့ကြညာထားတဲ့ဟာမျိုးလည်းမရှိပဲနဲ့ဒီကိတ်ကိုသွားလို့ပါပြင်ထိုးမယ်ဆိုရင်တော့ဖမ်းလာမို့တော့ဒီကိတ်မို့ပဲနဲ့စီပင်ရဲတွေကပဲဟိုဖမ်းနေရဆိုတော့နေနောက်ပိုင်းလည်းတက်တနာရဲကတော့ပို့ပြီးရှုပ်ထွေးသွားနိုင်တာပေါ့နော်။အဲ့ဒါကြောင့်တစ်ခုခုတနေရတော့သူတို့တိတိကျကျတိတိကျကျလေး ညညာထားတာမျိုးလို့ဟိုစီစဉ်ပေးထားတာမျိုးဆိုရင်တော့အဆင်ပြေပါပေါ့နော်အခုလိုမျိုးကိုက်ရတာတော့မှဒီလိုမျိုးတံငွေဆောင်ရတဲ့ခါမျိုးတို့အချင်းငံပြောမယ်ဆိုရင်တော့မှဟိုပတ်စံနဲ့9000တော့ပေးပြီးတော့ရွေးမှထုတ်လုပ်ပြန်ရတယ်ဆိုတဲ့ခါကြီးကကျွန်တော်နည်းနည်းလေးတွားတဲ့လူတွေအတွက်လည်းတော်တော်စိတ်နှောက်ရှက်ဖြစ်တယ်ပေါ့နော်တော်တော်လေးစိတ်မပြေဘူးလို့ရှိရပေါ့နော် ခီးတဲ့တင်အဝေးပြေးဝင်းဖြစ်တဲ့အတွက်တက်ကြီးရွယ်ဦးကဆလို့ကလေးတငယ်တွေအပါဝင်နမ်ချမ်းဖျားနာသူတွေလည်းပါဝင်နိုင်တာကြောင့်ကားကိတ်ရှိအယောက်ရက်တင်ချလောက်တော့ခွင့်ပြုပေးတဲ့လို့ခီးတဲ့တွေကထောက်ပြပြောဆိုကြပါတယ်လက်တလုံးသတ်မှတ်ထားတဲ့ကားရက်ကွင်းဟာအတွင်းမှာရှိတဲ့ကားဂိတ်တွေနဲ့အလွန်အလန်းဝေးတဲ့အဝေးပြေးဝင်းအပြင်ဘက်မှာဖြစ်နေပါဗျ။ တခါအဲ့ဒီအထဲမှာအပြန်အတွက်ခီးတယ်စောင့်တဲ့တက္ကစီတွေကအပြည့်နေရယူထားကြတဲ့အတွက်ခီးတယ်တွေအတွက်အစီအပြေချုံးမွေစီဖို့သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကစဉ်းစားပြည့်တင်တယ်လို့လည်းပြောနေကြပါဗျ။ရန်ကုန်ကနေနိုင်ငံတော်ဝန်ကိုပြေးဆွဲပေးနေတဲ့အဝေးပြေးရင်လိုင်းပေါင်း400နီးပါးရှိပြီးအောင်မင်္ဂလာအဝေးပြေးမှာရင်လိုင်းပေါင်း263လိုင်းနဲ့တကွန်အေယာအဝေးပြေးမှာရင်လိုင်းပေါင်း123လိုင်းရှိပြီးရင်စည်းရေကလည်း၄000ဝန်းကျင်ရှိတယ်လို့သိရပါဗျာ။